ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီဗီဂျီနဲ့ဆန်နီနှစ်ယောက်လုံးနားထောင်တော့ဒီဈေးရတပတ်မှတစ်ချိန်မဖွင့်တာပြီးတော့ဒီလိုမျိုးလိုအပ်တဲ့ပစ္စည်းရန်ကိုရနိုင်နေအဲ့ဒါကြောင့်ငါနေတို့ကိုပြောနေတာဘာလို့ချင်းလဲတက်နိုင်သလားကိုမြင်မြန်လေးယူလိုက်တော့တငယ်ချင်းတို့ ဒီနေ့ကျမကျမတို့ရဲ့မျိုးကနေပြီးတော့တနင်္ဂနွေဇီးရဲကိုရောက်လာလေကျမအကုန်လုံးကဇီးပေါပေါနဲ့ရတယ်ဟွန်းဒီကမိမတွေရလေအရန်ကိုရိုင်းဆိုင်ကြတာပဲလူတို့မျိုးရှိဟူသွားကြတယ်ချွေးမချွေးမဆန်နီပြောပါမေးဘာပြောမလို့လဲနင့်ကိုငါပြောရတယ်မလားဒီကင်မရာကိုဒီနေ့နေနဲ့အတူမယူလာပါနဲ့လို့ဆိုတာကိုချွေးမနေရာတိုင်းမှာလှုပ်တွေအကုန်လုံးကိုလှုပ်လို့မရဘူးလေကျမကလူစီကားရစေလူတွေကတွန်းနေကြတာပဲဟို ီကနေပစ္စည်းလေးကိုမြင်မြင်လေးဝယ်ပြီးတော့အိမ်ပြန်ကြမယ်။မေအမေကတော့ကျမလို့တို့မရကိုပြည်ထနာရှာနေရကြီးပဲ။ဒါပေမဲ့ကျမအသေးစားပေါ့ဗီဒီယိုရိုက်မှာပြီးတော့ကျမဒီလိုမျိုးဈေးပိုးတွေနေရာတွေမှာဈေးမဝယ်ဘူး။တမီဒီအမဈေးကြီးရဲ့ဈေးပိုးတယ်ဆိုတာဘာလို့ရှိနေလို့လဲ။မေအမေဆန်နီကိုမပြောပါနဲ့တော့ကျမတယောက်တည်းသွားပြီးတော့လိုအပ်တဲ့ပစ္စည်းကိုမြင်မြင်လေးဝယ်လိုက်ပါမယ်။ပြော်ဒီလိုနေရာကပဲဈေးဝယ်ပြီးတော့ခြွေတိုင်ရတာလေပြီးတော့ခြွေမှနေတော့ဝယ်လိုက် တော်မြပန်းကိုအလုပြောပြီးမိဘကြီးကလူအုပ်ထဲကိုသွားလိုက်ပါတယ်။အဲဒီကနေသူကပစ္စည်းတွေကိုစုပြီးဝယ်နေပါတယ်။မိုက်လိုက်တာဒီပစ္စည်းတွေကရန်တန်တာပဲ။စက်ပြာ1ကီလိုဂရမ်2500ပဲရှိရဲ။တခုဝယ်လိုက်မယ်။စက်ပြာအုံကြီးတွေကလည်း1200ပဲရှိရပဲ။ဒါကိုတခုယူလိုက်မယ်။တမိမိဘကြီးဒီစက်ပြာတွေကိုတော့ဝယ်ပြီးပြီမလား။လာပုံမစာရီတွေကိုစေးချနေရရှိရဲ့လေ။လာစာရီတွေသွားကြည့်ရအောင်။မေလလို့စရတော့ကျမစာရီတွေမလိုအပ်သေးဘူး။ ဒါပေမဲ့ဈေးတက်တက်တားနဲ့ရနေရင်တော့ယူလိုက်မယ်လေ။ရဲ့နှဲငယ်နေဖျားပွေးရှိရမလား။အဲ့ဒီကိုဝတ်သွားလိုက်မယ်။နေရကိုမျက်နှာကိုပဲကြည့်နေရောမလား။တကူကဝယ်ဦးမလား။မဟုတ်ဘူးမေ။အမေသိရမလား။ကျမကဒီလိုမျိုးဈေးပေါ်ပြီးတော့ခေဟောင်းတဲ့ပစ္စည်းတွေဝယ်ရတာကိုမကြိုက်ဘူး။အမေတို့ကိုယ်တိုင်ပဲဝယ်လိုက်ပါ။ကျမကတော့ခင်မိတဲ့ဝတ်ဆောင်ပဲဝယ်မှာ။အေးလေ။ဒီပစ္စံတွေကတစ်ပင်ပေါ်မှာပေါက်နေရအောင်။ဟုတ်ပါပြီ။ကျမယူလိုက်ပါမယ်။အခုကျမကိုအရင်မကိရရပါနဲ့တော့။ ဆန်ဒီကဒုံမြပန်းပြို့တော့ပစ္စည်းနှိမ်ငယ်ကိုဝယ်လိုက်ပါတယ်။အဲ့နောက်မှာသူတို့အားလုံးကအင်ကိုပြန်လာကြပါတယ်။ဒုံမြပန်းစီမှာချွေးမနှစ်ယောက်ရှိပါတယ်။သူတို့ကတော့မိပကြီးနဲ့ဆန်ဒီပါ။မိပကြီးကရွာကချွေးမဖြစ်ပါတယ်။ဆန်ဒီကတော့ရန်ကိုပစံသုံးဆွဲတဲ့ချွေးမတယောက်ပါ။ဒါပေမဲ့မိပကြီးကတော့ရန်ကိုတွက်ချက်ပြီးအလုပ်လုပ်ပါတယ်။ဒီနေ့လေမိပကြီးကတွက်ချက်ပြီးတော့ဈေးဝယ်ခဲ့ပါတယ်။မေးရင်ဒီဆက်ပြတော့တုံးတုံးဆက်ပြမုံတကီလိုခေါင်းရှော်ရုံလည်းဝယ်လာသေးရဲ့။ င်းချက်စီပြီးတော့မေပကံနေကိုဈေးတက်တယ်နဲ့ရခဲ့တယ်ပြီးတော့ဆော်ရင်တစ်ထည်လဲဝယ်လာသေးတယ်တထည်ကကျမအတွက်နောက်တထည်ကမေအတွက်အိုးချွေးမရဲ့နေငါအတွက်ဆော်ရီဝယ်ပေးစရာဘာလို့လို့လဲကျမကိုအတွက်ကိုဝယ်နေမှာတော့အမေအတွက်ဘာလို့မဝယ်ရမှာလဲချွေးမဆန်နေနေရောဘာဝယ်လာလဲအမေကတင်းပြောနေတော့ကျမကိုအတွက်ကိုဆော်ရီနဲ့ထည်ဝယ်လိုက်တယ်လေကျန်တာကတော့ကောင်းဝင်တစ်ထည်အိုင်ရှယ်ဒိုတစ်ခုဖောင်ဒေးရှင်းမတ်စကာရာအိုင်လိုက်နာဒီမိတ်ကက်ဆက်အကုန်ပဲပေါ့ ပြီးတော့ HK product တွေလည်းနည်းနည်းဝင်လာသေးတယ်။နေကတော့ဒီလိုမလိုဘဲတုံးဆွဲနေတာငါနဲ့ကိုအချင်းချင်းပြောတယ်လိုအပ်တဲ့ပစ္စည်းကိုဝယ်ပါလို့ဆိုတာကိုဒါပေမဲ့နင်လိုအပ်တဲ့ပစ္စည်းတွေကိုပဲဝယ်လာတယ်။အမေဘာပြက်တလားရှိနေရလဲ။အမေကကျမကိုပစ္စည်းတွေလည်းဝယ်ပေးခြင်းနဲ့အဲ့ဒါလည်းအမေသဘောနဲ့ပဲဝယ်ပေးခြင်းနဲ့ပေါ့။ဆန်နီကအလှပြောပြီးသူ့ခန်းလေးကိုသွားလိုက်ပါလေ။အဲ့နောက်မှာဒုံမြပန်းကမိပကြီးနဲ့စကားတွေပြောနေပါလေ။ဒီလိုနဲ့နောက်နေမှာတော့နောက်ထောင်မအောင် ဒီနေ့ရှင်လောက်နားရမလားကျမကိုစူပါမားကတ်ခေါ်သွားပေးပါလားစူပါမားကတ်ကိုဘာလို့သွားကြင်တာလဲဆန်နီမနေ့ကပဲမင်းအမေနဲ့အတူဈေးသွားတာလေအခုစူပါမားကတ်သွားကြင်တယ်လို့ထပ်ပြီးပြောနေသေးတယ်ဟုတ်တယ်ကျမစူပါမားကတ်ကိုသွားကြင်တယ်ပြီးတော့အမေကကျမကိုအသုံးဝင်တဲ့နေရာကိုခေါ်သွားတာလေအဲ့ဒီမှာကျမခစ်စားတဲ့ဘာပစ္စည်းကိုမှမတွေ့ဘူးကျမကိုခေါ်သွားပါလားကျမဗီဒီယိုတစ်ခုကိုတွေ့လိုက်တယ်ကျမလိုမျိုးဗီဒီယိုပြန်ရိုက်ချင်လို့အေးပြီးတော့တောင်းမယ်မင်းနဲ့မင်းရဲ့ဗီဒီယိုလုပ်တဲ့အလုပ်ကတော့ငါ့ကိုအခုချက်ချင်းပဲဖြည့်ဆည်းတော့မယ် ဇိုးပြီကစန်းနီကိုစူပါမားကတ်မှာဈေးဝယ်ဖို့အတွက်ခေါ်တော်ဖို့သဘောတူလိုက်ပါတယ်။အချိန်နှငယ်ကြာမှတော့ဇိုးပြီနဲ့စန်းနီတို့နှစ်ယောက်လုံးကအစင်းသင့်ပြင်းပြီးအောက်ကိုလာကြပါတယ်။အဲ့ဒီအခါမှာတော့ဇိုးပြီနဲ့စန်းနီတနေရာကိုသွားမလို့လား။ဟုတ်တယ်မေစန်းနီကဈေးသွားဝယ်ခြင်းနဲ့တဲ့။ဒါကြောင့်သူ့စူပါမားကတ်ကိုခေါ်တော်နေရအောင်။ထပ်ပြီးတော့ဈေးဝယ်ထွက်အောင်မေ။စန်းနီမနေ့ကပဲငါတို့သွားကြတာလေ။ဘာလဲမေအားလုံးကမနေ့ပြန်အကြောက်ဝယ်ပြောနေကြတာလေ။ မနေ့ကဈေးကဈေးမမဟုတ်တာလုံးဝသုံးမွင့်တဲ့နေရာရို့ကျမတို့စူပါမားကတ်ကပစ္စည်းတွေကိုပဲယူလာမှာဇန်နီကအလှပြောပြီးစူပါမားကတ်ကိုပဲသွားလိုက်ပါတယ်စူပါမားကတ်ပစ္စည်းတွေကိုပဲယူလာမယ်ဟုတ်လားငါသားကိုသူဖြစ်စည်းနေတာမေကျော့ပါရှီတောက်လိုက်ပါပြီးတော့အမေတို့သားမထွက်ပါနဲ့နော်အမေကဆန်နီရဲ့ကြင်ကိုတိရပါပဲလေချွေးမဒီဆန်နီရလေနင်းနဲ့ဘာလို့မတူရတာလဲတစ်ဖက်မှာနင်းရဲ့လိမ္မာရင်ကြီးပြီးတော့အိမ်မူကိစ္စအားလုံးကိုဂယုဆိုင်ပြီးရင် တွတ်ချက်ပြီးတော့လေဈေးဝယ်တယ်။နောက်တစ်ဖက်မှာဒီဆန်နီရောက်တော့လေတွတ်ချက်မှုနဲ့ကိုမနေတတ်ဘူး။တစ်ဖက်မှာဒုံမြပန်းကအလိုရီပြောနေပါတယ်။နောက်တစ်ဖက်မှာတော့ဆိုပြေအခုခေစားနေရဒီပုံစံနဲ့ဒီပုံစံနဲ့ပဲငါတောင်ပဲလိုချင်တာဝယ်ပေးပါလား။ငါမင်းကိုဝယ်ဖို့တားမြစ်နေတာမဟုတ်ဘူးဆန်နီ။ဒါပေမဲ့ဒီဝတ်ဆောင်ကရဲစည်းကြီးတယ်။မင်းကိုယ်တိုင်ကြည့်လိုက်လေ။မင်းကဗီဒီယိုတပုတ်အတွက်နဲ့တသိန်းခွဲနဲ့အင်ဂျီကိုဝယ်မယ်ပေါ့။ဟုတ်တယ်ဝယ်မယ်။ဘာလို့လဲဆိုတော့ငါတောင်လိုချင်တာလေ။ဆန်နီရေ ငါမင်းရဲ့ဒီကောင်းမှမှုကြောင့်ရင်စိတ်ကုန်နေပြီယူလိုက်ပါဒါမဲ့ဒါအလွဲပြီးတော့တခြားဘာမှဝယ်မပြီးတော့ဘူးနော်ပြီးအောင်ကျေးဇူးပဲဆန်နီကတွန်းအားပေးပြီးဗီဒီယိုတစ်ခုလုပ်ဖို့အတွက်တသိန်းခွဲတန်းအင်ဂျီကိုဝယ်လိုက်ပါတယ်ပြီးတော့အဲ့တော့ကိုယူပြီးတော့သူ့အိမ်ကိုပြန်လာပါတယ်ချွေးမရေဝယ်လာပြီလားဆန်နီကဒုံမြပန်းရည်စကားကိုတောင်ပြန်မပြေပဲသူ့ခန်းလေးကိုတန်းသွားလိုက်ပါတယ်ပြီးတော့ခန်းလေးကိုသွားပြီးဗီဒီယိုရိုက်လိုက်ပါတယ်နောက်တစ်ပတ်မှာတော့ မလေးရေမလေးရဒီတိုင်းမဲ့ပြုံထွက်သွားတယ်ပေါ့မင်းစားလဲစားလိုက်ပါအောင်အမလုပ်ပေးထားရလေမိမကြီးကအိမ်မှာအလုံးကိုဂယူဆိုင်ပါတယ်သူကပဲစိုးပြေကိုစားဖို့တောက်ဖို့ပေးပါတယ်စိုးပြေရဲ့မိမကတော့ဗီဒီယိုရိုက်နေခြင်းနဲ့ပဲအလုံးရှုံနေပါတယ်ဒီလိုနဲ့ပဲစီစဉ်လေးကဆက်သွားနေခဲ့ပါတယ်ဒီဖြစ်စဉ်ဖြစ်သွားပြီးတာ၄-၅ရက်လောက်ရှိသွားပါပြီဒီနေ့မှလည်းဆန်ဒီကသူ့အိမ်ရဲ့ဆူပါဘောမှာထိုင်ပြီးဖုန်းတုံးနေခဲ့ပါတယ်ဆန်ဒီ ါတင်မတပြစီလင်းနေရလေနင်းချောက်လေးကိုအပေါ်တင်လိုက်ပါလားဟုတ်ဆန်နီဘောင်များကြည့်နေလို့နင့်မျက်လုံးကဖုန်းရဲ့စက်ခွင်ကိုပဲရောက်နေရလေကျမကအွန်လိုင်းရပစ္စည်းတွေကိုကြည့်နေတာပစ္စည်းတွေကိုထပ်ပြီးတော့ကြည့်နေပြန်ပြီမကြသေးခင်ကပဲငါတို့တွေဈေးဝယ်ထွက်ခဲ့တာလေချွေးမဆန်နီရဲ့အခုဒီဖုန်းကိုထားပြီးတော့ချွေးမမေပကြီးနဲ့တူတူအိမ်လုံးတွေကိုဝိုင်းကူပေးလိုက်တော်လိုက်ပါတော့မေဒီမှာကြည့်ပါဦးဒီကောင်ဝင်လေးကဘယ်လိုလဲဒါလေးကိုမှားလိုက်ရမလားမရဘူးလုံးဝမရဘူး နေတသိန်းခွဲတဲ့ဝတ်စုံယူလာတာမကြသေးဘူးလေအခုဘာလို့မဖို့မင်းနေသေးရလဲအမေကလည်းဘသူကမင်းနေလို့လဲအမေကတော့ဒီလိုပဲပြောနေရလေဇန်နီကအဲ့လိုပြောပြီးသူ့ခန်းလေးကိုသွားလိုက်ပါတယ်အခန်းလေးကိုသွားပြီးတော့သူကပစ္စည်းတွေအများကြီးကိုထပ်မလိုက်ပါတယ်အဲ့နောက်မှာသူကအိတ်သွားပါလို့တယ်ဒီလိုနဲ့ပဲနှစ်ရက်လေးရက်ထပ်ပြီးတော့ကုန်ဆုံးသွားခဲ့ပြီးဒီနေ့မှတော့ကဲဖျားရှိကိုပြီးသွားပြီအခုမြေမြေလေးတန်ရှင်းလောက်ပြီးတော့အလုံးတော်မနဲ့ဆောက်စီစဉ်ပြီးလိုက်မယ် မိဘကြီးကမနှစောစောဖျားရှိခိုးပြီးတန်ရှင်းရေးလုပ်ဖို့အတွက်တပြက်စီကိုကင်နှုံးပိရှိပါသေးတယ်။တကားကခေါလောင်းတန်ကရုတ်တရက်မြည်လာပါတယ်။အိုးဖျားရေမနှစောပြီဘသူရောက်လာလဲ။လာပြီလာပြီ။မိဘကြီးကတကားဖွင့်လိုက်တော့အဲ့ဒီမှာ delivery တမန်တယောက်ရက်နေတာကိုတွေ့လိုက်ပါတယ်။မိဘကြီးကသူ့စီကနေအထုပ်ကိုယူလိုက်ပြီးတော့တာတီးကြပေါက်ဆန်လေးရဲ့ထုပ်ပဲဖြစ်မယ်။သူဟိုနီးကမှနေရအောင်တွေ့လိုက်တယ်။မိဘကြီးကအဲ့ဒီအထုပ်ကိုယူပြီးစပွဲကုံပေါ်ကိုတင်လိုက်ပါတယ်။ အဲ့နောက်မှာသူကတန်ရှင်းရေလုပ်လိုက်ပါတယ်ခဏနေတော့မိသားစုဝင်တွေအားလုံးနိုးသွားခဲ့ကြပြီးသူကအားလုံးအတွက်မနက်စာလုပ်နေပါတယ်တကားခေါင်းလုံးကထပ်ပြီးမြည်လာပါတယ်အခုဘသူလာလဲလာပြီနော်အိုးနောက်ထပ်ပါစိတ်တခုလာမိဘကြီးကအဲ့ဒီပါစိတ်ကိုလည်းပထမထုံနာမှာပဲထားလိုက်ပါတယ်ဒီလိုနဲ့ခဏနေတော့သူကလာသားဆောင်မှာအဝတ်သွားလမ်းတော့လည်းပါစိတ်နောက်တစ်ခုထပ်ပြီးရောက်လာပါတယ်ပြီးတော့သူကပြန်သွားယူရပါတယ် ီလိုလုံရင်းလုံရင်းနဲ့ပဲပါစင်၅ခုရောက်လာပါတယ်။ပါစင်၅ခုလုံးရောက်ပြီးနောက်မှာဆန်ဒီကနိုးလာပါတယ်။ Good morning. Oh, ငါ့ပါစင်ရောက်လာပြီပဲ။ကဲအခုတော့ငါဗီဒီယိုတွေရိုက်တော့မယ်။ဆန်ဒီကမေးပကြီးကိုကျေးဇူးလေးမတင်ပါဘူး။ပြီးတော့သူကဗီဒီယိုရိုက်ဖို့အတွက်သူ့ခန်းလေးကိုသွားလိုက်ပါတယ်။ဒီလိုနဲ့ပဲအစီအစဉ်ကဆက်လက်ဖြစ်ပေါ်နေပြီးဒီနေ့မှတော့ဒုံမြပန်းမေးပကြီးနဲ့ဆန်ဒီတို့၃ယောက်လုံးကရောက်တရားကဈေးကိုသွားနေကြပါတယ်။ဆန်နီ ီကောင်ဝင်တူတူလေးကိုဝှက်ပြီးတော့အဲ့ဒီကိုမသွားနဲ့လေအဲ့ဒီနေရာဒီမျိုးကလိုမျိုးမဟုတ်ဘူး तू ကရွာစီ ပြီးတော့ငါတို့ကဈေးသက်သာလို့သွားတာဇက်ပေးလိုက်ပါညီမကဒီလိုမျိုးဗီဒီယိုရိုက်မယ်ပြီးတော့လို့ပဲသွားမှာပဲချွေးမမေကြီးသူ့ရှင်းပြမနေနဲ့သူ့ဒီလိုပဲလှုပ်ခွင့်ပေးလိုက်တော့မြင်မြန်လားမဟုတ်ရင်ဘတ်စကားထွက်သွားလိမ့်မယ်တို့မြပန်းပြောတော့ချွေးမနှစ်ယောက်လုံးကသူ့နဲ့အတူလိုက်သွားပါတယ်ဒီနေ့သူတို့ကရွာကပစ္စည်းတွေဈေးသက်သာတွေဈေးကိုသွားနေပါတယ် ဘတ်ကားနေသူတို့ဟာခဏလေးအတွင်းမှာပဲဈေးကိုရောက်သွားပါတော့တယ်။အဲ့မှာမိဘကြီးကမြ мян လေးဈေးဝယ်ပါတယ်။ပြီးတော့ဆန်ဒီကတော့ဗီဒီယိုရိုက်နေခြင်းနဲ့ပဲအလုရှုပ်နေခဲ့ပါတယ်။တငယ်ချင်းတို့ဟေးဒီနေ့ကျမတို့ကဒီလိုမျိုးတောဆန်နေဈေးကိုရောက်နေတာ။ချွေးမဒီလိုမျိုးတွေလုံမနေပါနဲ့။မြ мян လေးဈေးကိုဝယ်မယ်။ပြီးရင်အိမ်ပြန်ကြမယ်။တို့မြပန်းကဆန်ဒီကိုရှင်းပြပေးမယ်လေဆန်ဒီကဗီဒီယိုရိုက်တာကိုမရက်တံပါဘူးနောက်ဆုံးဘလို့ဖြစ်လဲဆိုတော့တို့မြပန်းနဲ့မိဘကြီးတို့က ဈေးမြမြဝယ်လာပြီးတော့ဘတ်ကားနဲ့အိမ်ပြန်ရောက်လာပါတယ်။ဆန်ဒီကတော့ဗီဒီယိုရိုက်နေရင်းနဲ့ပဲဈေးမာပေးကြံခဲ့ပါတယ်။ဒီလိုနဲ့ပဲအချိန်နှင်းငယ်ကြာမှာတော့ဟမ်အမေနဲ့လင်ညီမကြီးမေပကြီးတို့ကဘယ်ရောက်သွားတာလဲသူ့ရဲ့ဝတ်စာကိုကြည့်ပါဦးဈေးဝယ်ဖို့လာရလားကောင်းလေးတွေကိုမြှူဆွဲဖို့လာရလားသူ့ကိုဂယူဆိုင်မနေပါနဲ့ဈေးကမျိုးသမီးတွေအားလုံးကဆန်ဒီအကြောင်းတွေကိုပြောဆိုနေကြပါတယ် ပြီးတော့အနီးနားကကောင်းလေးတွေကလည်းသူ့ကိုစပြီးနောက်ပြောင်နေကြပါတယ်။အခုတော့ဆန်နီကသူ့ရောက်ခမနဲ့လင်ညီမအကြီးကသူ့ကိုဘာလို့ဒီလိုအင်ညီမဝိတ်ဖို့ကြားမြင်လဲဆိုတော့နားလေသွားခဲ့ပါပြီ။ဆန်နီကအချင်းတော်တော်ကြကြအထိသူတို့တွေရဲ့ပြောဆိုမှုကိုခံခဲ့ပါတယ်။ပြီးတော့အကြကြီးနေမှာစူပြေးကသူ့ကိုအဲ့ဒီမှာခေါ်ဖို့အတွက်ရောက်လာပါတယ်။အဲ့ဒီကနေဆန်ဒီကအင်ပြန်ရောက်လာခဲ့ပါတယ်။ကျမကိုခွင့်လွှတ်ပါမင်းနဲ့မှကျမမီတို့စကားကိုနားထောင်တင်တာကျမရှေ့လျှောက်ဒီလိုမျိုးထပ်မလုပ်တော့ပါဘူး။ ဆန်နီကအခုသူ့အမားတွေကိုနားလေသွားခဲ့ပါပြီ။ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကြောင့်သူကမျက်လုံးပွင့်သွားခဲ့ပါပြီ။အဲဒီနောက်မှာဆန်နီဟာသုံးမဝင်တဲ့အရာတွေနဲ့အသုံးမဝင်တဲ့အသုံးစရိတ်တွေအတွက်ပတ်စံတွေကိုမဖြုံးတီတော့ပါဘူး။ပြီးတော့သူကသူ့မိသားစုနဲ့အတူပျော်ရွှင်စွာနဲ့ပဲနေထိုင်သွားပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။